င်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့မျက်မှောက်ခေတ်ကာလအခြေအနေတွေကိုမြန်မာသတင်းသမားတွေရိုက်ကူးတင်ဆက်ထားတဲ့ရုပ်သံမှတ်တမ်းတချို့ကိုဩစတြေးလျနိုင်ငံမဲဘုံမြို့မှာအော်တိုဘာလ25ရက်နေ့ကပြသခဲ့ကြပါတယ်မြန်မာပြည်သူပြည်သားသတင်းသမားတွေရဲ့ရိုက်ကူးမှုတွေအပါအဝင် DVV Peak of Fame Festival ကထုတ်လုပ်တဲ့မှတ်တမ်းရုပ်ရှင်တို၄ကားကိုလည်းပြသခဲ့ပါတယ် မြန်မာတိုင်းရင်းသားတွေအပြင်ဩစတြေးလျနိုင်ငံသားတွေလည်းလာရောက်အားပေးခဲ့ကြပါတယ်။အဲဒီရုပ်ရှင်ပွဲမှာဆွေးနွေးပွဲတစ်ခုကိုလည်းပြုလုပ်ခဲ့ပြီး moderator အနေနဲ့ Professor Joe panelist တွေအဖြစ်နဲ့ The Australian Newspaper သတင်းစာတိုက်က Amanda RMIT University Professor နဲ့စာရေးဆရာမ Michelle အောင်သိန်းတို့ကမြမအရေးနဲ့မီဒီယာတွေအပေါ်ဩစတြေးလျသတင်းတောက်တွေရဲ့အမြင်သုံးသပ်ချက်တွေကိုဆွေးနွေးခဲ့ကြပြီး DVV သတင်းဌာနကမက်ခင်ယူပါကလည်းနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှုတွေပံ့ပိုးကူညီမှုတွေကိုဖိတ်ခေါ်ခဲ့ကြပါတယ်။အခုရုပ်ရှင်ပြပွဲကို Australia Myanmar Institute Myanmar Campaign Network တို့ကဥဆောင်စီစဉ်ပြသခဲ့ကြတာပဲဖြစ်ပါရဲ့ရှင်။တရုတ်မြန်မာနယ်စပ် KIO KIE ထိန်းချုပ်ရာလိုင်ဇာနဲ့မိုက်ဂျာရန်နယ်စပ်ဂိတ်တွေကိုအော်တိုဘာလ25ရက်နေ့ကနေစတင်ပြီးပြန်ဖွင့်ပြီးဖြစ်ကြောင်းဒေသခံတွေစီကနေသိရပါဗျ တရုတ်ဘက်ကစောက်လုပ်ရေးပစ္စည်းတွေတည်ယူလို့ရတယ်လို့မြန်မာဘက်ခြမ်းကလူတွေလည်းသွားလို့ရပြီလို့ပြောပါရယ်မြန်မာဘက်ခြမ်းအတွက်ကတော့နေဆဲဖြတ်ကျော်ဖို့နေဆဲဖြတ်ကျော်ခွင့်အထောက်အထားလိုအပ်ပြီးအဲ့ဒီအထောက်အထားအတွက်ဘယ်လိုလုပ်ရမလဲဆိုတာကတော့ညှိနှိုင်းနေဆဲဖြစ်တယ်လို့သိရှိရပါရယ်အရင်ကနေဆဲကိတ်ဖွင့်ထားပေမဲ့တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ကြံအပါအဝင်တရုတ်ကုမ္ပဏီပိုင်းပစ္စည်းတွေသာတည်ယူပို့ဆောင်ခွင့်ပြုတာဖြစ်ပြီးတော့ လက်ရှိမှာတော့အရင်ကနဲ့ရှင်ရင်လူအဝင်ထွက်တဲ့တခြားကုန်တွေကိုပါတည်ယူခွင့်ပြုထားတယ်လို့သူကပြောပါတယ်။လိုင်ဇာနဲ့မိုင်ဂျာရဲ့နယ်စပ်ဂိတ်တွေပြန်လည်စတင်ဖွင့်လှစ်လိုက်တဲ့အော်တိုဘာလ25ရက်နေ့ကနေနိုဝင်ဘာလ1ရက်နေ့အထိနယ်စပ်ဂိတ်လူအဝင်ထွက်တဲ့ကုန်စည်တည်ဆောင်မှုအခြေအနေတွေကိုနေ့တိုင်းညနေ6နာရီထက်နောက်မကျဘဲအချိန်မီကချင်လွတ်လပ်ရေးကောင်စီရုံးကို တင်ပြဖို့အတွက်ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်ကအသိပေးညွှန်ကြားစာထုတ်ထားပါဗျာ။ လိုင်ဇာနဲ့မိုင်ဂျာရန်နေဆက်ဂိတ်တွေကိုအော်တိုဘာလ24ရက်နေ့တရုတ်စံတော်ချိန်ည7:00နာရီတိတိကနေစတင်ပြီးတော့ပြန်လည်ဖွင့်လှစ်မှာဖြစ်ကြောင်းကိုတရုတ်နိုင်ငံဘက်ကနေအကြောင်းကြားလာတယ်လို့ဖော်ပြထားပါတယ်ရှင်။မင်္ဂလာပါဒီကနေ့အော်တိုဘာ24ရက်နေ့ဟာဆေးရနာသိမ်းမှု1928ရက်မြောက်ဖြစ်ပါတယ်ဒီဘက်မှာလည်းသတင်းအကျဉ်းတွေကိုတင်ပြနိုင်ဖို့စူးစီးထားပါတယ် ်ပရမအုပ်ဆုံးရခိုင်သတင်းတချို့ကိုတင်ပြခြင်းပါတယ်အာရခတက်တော် AA တိမ့်ပိုက်ဖို့ကြံနေသေးတဲ့မျိုးတစ်ခုဖြစ်တဲ့ကြောက်ဖြူမှာစစ်တပ်ကထိုးစစ်ဆင်လို့ပြီးခဲ့တဲ့အပတ်ထဲမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်ဒါပေမဲ့ AA ဘက်ကကြားဖြတ်တိုက်ခိုက်တာနဲ့မြေပြင်တပ်ကူတွေထမဖြည့်နိုင်တာတွေကြောင့်အကြအဆုံးများနေတဲ့စစ်ကော်မရှင်ရဲ့စစ်ကြောင်းတွေနောက်ကိုပြန်ဆုတ်နေရတယ်လို့ဒေသတွင်းသတင်းတွေမှာဖော်ပြပါဗျ။ကြောက်ဖြူတိုက်ပွဲနဲ့ပတ်သက်လို့အေဘက်က ်တရားဝင်ထုတ်ပြန်လေးမရှိတာကြောင့်အသေးစိတ်မသိရပေမဲ့လက်နက်ကြီးကြောင့်စစ်တပ်ရဲ့ Navy တစီရှက်ပြီးတော့ထိခဲ့ရတဲ့အကြောင်းဒေသခံတွေစီကနေသတင်းထွက်လာပါဗျ။ဒါအတူပဲရခိုင်ပြည်နယ်ရဲ့ဝင်ပေါက်တွေဖြစ်ကြတဲ့မကွေးပဲခူးနဲ့ AR အဆက်ကယူမလန်းနေပေါ်မှာလဲစစ်ရေးသင်းမာတာနဲ့တိုက်ပွဲတွေဆက်ရှိနေပါဗျ။အထူးသဖြင့်ရခိုင်နယ်မကွေးအစက်က AA နဲ့ပူပေါင်းတပ်တွေဝိုင်းပတ်ပိတ်ဆို့ထားတဲ့ဒီနိုင်ရီကန် ဖြူဟာစီကိုမြေပြင်တက်ကူပို့ပို့စူးစမ်းရာကနေတိုက်ပွဲတွေဆက်ဖြစ်နေတာပါအတိမပြုတ်နိုင်သေးတဲ့သတင်းတွေအရတော့အခုရက်ပိုင်းမှာပဲအေအေကနေအေကန်ဖြူဟာနားမှာရှိတဲ့စက်ခန်းတစ်ခုနဲ့ဗစီရွာဖျားကုန်းကိုထပ်ပြီးတော့သိမ့်ပိုက်ထားတယ်ဆိုပြီးတော့သတင်းထွက်လာပါတယ်ဓာတုပါပဲအမ်မင်ဘူးလမ်းသစ်အပေါ်မှာရှိတဲ့ဒီဂုတ်ကြီးရွာဝင်းကျင်မှာလဲလက်နက်ကြီး၄ချောင်း၃ရတဲ့အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နေရီကန်စကန်ကိုလည်းလာမယ့်ရပိုင်အတွင်းသိမ့်ပိုက်လိုင်းနိုင်တဲ့အခြေအနေမှာရောက်နေပြီလို့ DVV ရဲ့စည်ရင်းရင်းမြစ်ကပြောပါရယ်အာရခတက်တော်ဘက်ကတော့နေရီကန်ဗျူဟာကုန်းမှာရှိတဲ့အနှဲငယ်သောလက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်နေတဲ့အကြောင်းအောက်တိုဘာ18ရက်မှာထုတ်ပြန်ထားပါရယ်အခုတော့ရှမ်းပြည်နယ်မြောက်ပိုင်းဘက်ကိုသွားရအောင်ပါဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိပြီးတန်အတက် TNL ထိန်းချုပ်အုပ်ချုပ်ခဲ့တဲ့တိဘောမြို့ကိုတော့ ပြီးခဲ့တဲ့အောက်တိုဘာ16ရက်နေ့ညပိုင်းမှာပဲစစ်ကော်မရှင်တပ်တွေဝင်ရောက်နိုင်ခဲ့ပါတယ်။အခုချိန်မှာတော့စစ်တပ်ဟာတိဘောမျိုးပြမှာရှိတဲ့ခလာယာ23ခမာယာ903နဲ့904တပ်တွေအထိပြန်ထိန်းချုပ်နိုင်ခဲ့ပြီးတိဘောနံပါတ်2အဆက်ကမိုးတေကျေးရွာနားအထိကို ရောက်ရှိလာတယ်လို့သိရပါတယ်။ဒါကြောင့်ပဲစစ်တပ်ဟာတီဘောကနေဆိုရင်မိုင်40ကျော်กว่าဝေးတဲ့ဒီနံပါတ်2မြို့ကိုထိုးစစ်ဆင်လာမလားဆိုတော့ထင်မြင်ချက်တွေပါထွက်ပေါ်လာပါတယ် စစ်ကော်မရှင်တပ်တွေရောက်နေတဲ့ဒီမိုးတေရွာကနေစိန်မိုင်လောက်အကွာမှာတော့နန်းဆန်ရောနံပါတ်2စီကိုပါသွားနိုင်တဲ့ဒီပန်လုံရွာတည်ရှိပါတယ်။ပန်လုံရွာကနေဆိုရင်တော့ဒီနံပါတ်2ဘက်ကို23မိုင်ရောနန်းဆန်ဘက်ကိုတော့ဒီမိုင်30ကျော်กว่าဝေးပါတယ်။အခုတော့စကိုင်းတိုင်းဘက်ကိုသွားရအောင်။ဒီစစ်ကော်မရှင်တပ်တွေထိုးစစ်ဆင်လာတဲ့အထက်မှာဒီအိန္ဒိယမြန်မာနယ်စပ်ကုန်းတွဲလမ်းကြောင်းဖြစ်တဲ့ လေးခံဘတ်တမူလန်ကြောင့်လည်းတခုအပါအဝင် ဖြစ်ပါတယ်။အခုလအောက်တိုဘာဒုတိယပတ်မှာတော့ကလေးမျိုးလေးစိတ်စီကိုစစ်ကော်မရှင်တပ်ရဲ့ထောက်ပို့လျင်18ဆင်းထက်မနည်းရရှိလာခဲ့တဲ့နောက်အောက်တိုဘာ20ရက်ဝင်းကျင်ကစလို့ကလေးမျိုးမြောက်ပိုင်းစီကိုစစ်ကော်မရှင်တပ်တွေထိုးစစ်ဆင်လာပါတယ်။နောက်ဆုံးသတင်းတွေအရတော့စစ်ကော်မရှင်တပ်တွေဟာကလေးတမူကာလန်းပေါ်ကဒီရဇဂျိုဆင်နဲ့စော်ဘွားရေရှင်ကြီးရွာရဲ့နာထီကိုရရှိလာခဲ့တဲ့အကြောင်း ဒေသခံ PDF ရဲဘော်တယောက်ကပြောပါရယ်စော်ဘွားရရှင်ရွာကနေဆိုရင် PDF တွေတင်ပိုက်ထားတဲ့ဒီခန်းပတ်မြုပ်ကိုစက်နတ်မိုင်ကျော်တမူးအထိဆိုလို့ရှိရင်တော့46မိုင်ဝန်းကျင်กว่าဝေးပါရယ်အခုချိန်ဒီကတော့ဆက်လက်စည်ရေးတင်းမနေပြီးစစ်ကောမရှင်တပ်တွေကတမူးမြုပ်ဝန်းကျင်မှာတပ်မတစ်ခုထိုင်းကျင်းပုံရတဲ့အကြောင်းလေးလာသူတွေကခံမှန်းပြောကြပါရယ်အနာသိန်းစစ်သက်ဟာသူတို့လက်လွတ်ထားရတဲ့မျိုးတွေမှာရုပ်ောက်ပွဲပြုလုပ်နိုင်ရေး မြန်မာနိုင်ငံတော်အစစ်ကြောင်းတွေခွဲပြီးတော့ထိုးစစ်ဆင်နေသလိုလေကြောင်းတိုက်ခိုက်မှုတွေလည်းဇက်တိုက်ဆိုသလိုပြုလုပ်နေပါဗျ။အခုတင်ပြခဲ့တာတွေက DPP ကအစူးစီးရရှိသလောက်ပဲဖြစ်ပြီးဒေသခံတွေဒေသအခြေဆိုင်သတင်းဌာနတွေတာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကူးကထားတာ ဖြစ်ပါတယ်။နောက်ဆက်တွဲသတင်းတွေကိုတော့ DPP ရဲ့ website, Facebook နဲ့ YouTube channel တွေမှာအချိန်နဲ့တပြေးညီဖော်ပြပေးနေပါတယ်ခင်ဗျာ။ စကိုင်းတိုင်းဒီပဲရင်မြို့နယ်ဗုတ်ထန်းရွာကိုစစ်ကောင်စီတပ်ကအော်တိုဘားလ25ရက်နေ့ညနေ4နာရီခွဲအချိန်မှာလေရင်နဲ့ပုံကျဲခဲ့တဲ့အတွက်ဒေသခံ2ယောက်ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်တွေလည်းပျက်စီးသွားတယ်လို့ဒေသခံနေစီကနေသိရပါဗျ။မိတိလာလေတပ်ကနေတက်လာတဲ့ Jet Fighter အမျိုးအစားလေရင်နဲ့တိုက်ပွဲဖြစ်ပွားတာမရှိပဲပေါင်900ဘုံတလုံးနဲ့အသေးစားဘုံတလုံးကိုကျဲချတိုက်ခိုက်ခဲ့တာပါ။စစ်ကောင်စီတပ်ကဗုတ်ထန်းကျေးရွာက ။ဦးမင်းမော်စီဇက်ကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံ၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနွားသုံးကောင်လည်းတိတ်ဆုံးခဲ့ပါတယ်။စီဇက်နဲ့အနီးဝန်းကျင်ကလူနေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ကပုတ်ထန်းရွာကိုအကြောင်းမဲ့ဘုံကျကြခဲ့တဲ့အတွက်ဒေသခံတွေကကျေးရွာအတွင်းကနေဘေးလွတ်ရာကိုပြောင်းရွှေ့နေကြရတယ်လို့သိရပါဗျ။အင်ဂျင်150လောက်ရှိတဲ့ပုတ်ထန်းရွာဟာဒီပဲရင်မြို့ရဲ့အနောက်ချမ်းမှာတည်ရှိပြီးပြည်သူ့ကာကွယ်ရေးတပ်တွေစိုးမိုးနေမြေထဲမှာပါတဲ့ကျေးရွာဖြစ်တယ်လို့သိရပါဗျ။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ Wendy ပါ